မင်္ဂလာပွဲမှာဆိုဗီယက်သင်္ဘောပေါ်မှာလှုပ်လိုက်တဲ့အပြုတ်မှုတစ်ခုကြောင့်လူပြောများနေတဲ့အဟင်းဝရန်ပရိသတ်များအားလုံးမင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာပွဲမှာအသည့်ဆက်ဆက်ဇနီးကျော်လေးဆိုဖီသင်းပေါ်မှာမထင်မှတ်တဲ့အပြုတ်မှုလေးတခုလုပ်ခဲ့ရတာကတော့တရုတ်ဆောင်မင်းသားဟင်းဝင်းရံမှာမင်းသားကျော်ဟင်းဝင်းရံနဲ့မင်းသမီးကျော်ဆိုဖီသင်းတို့ကကြီးကျယ်ခမ်းနားလှပတဲ့မင်္ဂလာပွဲကြီးဆင်နွှဲခဲ့တာပါ သူတို့မင်္ဂလာပွဲကနုဘူတေကခမ်းမကြီးနိုင်ငံသားကပညာရှင်တွေနဲ့အလှဆင်ထားတဲ့သစ်ခွာဘန်းတွေရွှေသားအစစ်တွေနဲ့ပုံဖော်ထားတဲ့အပြင်အဆင်တွေတကယ်ကိုတော်ဝင်မင်္ဂလာပွဲကြီးတစ်ခုပါပဲအားလုံးရဲ့မျက်လုံးတွေပြူးကျဲသွားရတာကသူတို့သမီးဆိုဖီးသစဉ်ဝစ်ဆင်ထားတဲ့ရွှေသားအစစ်ကိုဘိတ်သားတန်ဖိုးရှိတဲ့မင်္ဂလာဝတ်ဆောင်ကြီးပါဒါပေမဲ့ဗီဒီယိုအစမှာပြောခဲ့သလိုပဲလူပြောများဆုံးဖြစ်သွားစေခဲ့တာကအသေးစက်သူတို့သားမင်းသားဟေးဝီယန်ကသူ့ရဲ့ဇနီးလေးဖြစ်တဲ့ ဆိုပြတဲ့စဉ်အပေါ်မှာလုံလိုက်တဲ့မထင်မှတ်ထားတဲ့အပြုံမူလေးတစ်ခုပါပရိသတ်ကြီးစဉ်းစားကြည့်ပါလူတွေအများကြီးရဲ့အရှိမကင်မရာမီးတွေတစ်ဖက်ဖက်ကြားထဲမှာဒရိုသမီးလေးဆိုပြတဲ့စဉ်တယောက်ဘလောက်တောင်မှအဖိအားများနေမှာသိကြပါဗျ။ အထူးသဖြင့်ဒီမဝစ်ထားတဲ့ဝစ်စုံကြီးက ရွှေသားအစစ်ကိုဗိတာပါတာမန်အထယ်မဟုတ်ပါဘူးဒီအလေးချိန်ကြီးကိုဝစ်ဆင်ပြီးတော့ဧည့်သည်တွေကိုလိုင်းနှုတ်ဆက်စင်ပေါ်မှာမတ်တက်ရန်ဒါဟာလုံးဝမလွယ်ကူတာပါဒီအချိန်မှာလူတွေအားလုံးကမင်္ဂလာပွဲရဲ့ခံထားမှုဝစ်စုံရဲ့တန်ဖိုးကိုအာယုံဆိုင်နေကြချိန်မှာသူတို့သောဟင်းဝီရန်ကတော့သူ့ရဲ့ဇနီးလေးစီမှာပဲအာယုံရောက်နေခဲ့ပါတယ် ပွဲတက်ရောက်ခဲ့တဲ့သူတွေရဲ့ပြောကြားချက်အရဟိဝိယံကမင်္ဂလာပွဲတစ်လျှောက်လုံးသူ့ရဲ့ဇနီးကျော်လေးဆိုဗီယက်သင်္ဘောကိုအရေးတကြီးကြီးနဲ့ကယူဆိုင်နေခဲ့ရပါမြင်တွင်တစ်ခုမှဆိုရင်သူကဆိုဗီယက်သင်္ဘောရဲ့နားနာကိုကတ်ပြီးတော့ပေမန်းနေလားဆိုပြီးတိုးတိုးလေးမေးခဲ့တာကိုတွေ့လိုက်ရပါတယ်။ဒါအပြင်သူ့ရဲ့လက်တစ်ဖက်ကလည်းဆိုဗီယက်သင်္ဘောရဲ့လက်ကလေးကိုအမြဲတမ်းဆုပ်ကိုင်ထားပြီးတော့အားပေးနေပါတယ်။ဒါဟာတကယ့်ကိုလူပုံလဲမှာတော့ကိုဇနီးလေးပေမန်းနေမှာကိုစိတ်ပူနေရဲ့ခင်ပွန်းကောင်းတစ်ယောက်ရဲ့အပြုတ်မှုပါပဲ။ ဒီမြင်ကွင်းလေးတွေထွက်ပေါ်လာတဲ့အခါမှာပြည်သက်တွေကရွှေတွေပဒံများတွေပိုင်ဆိုင်ရတာတန်းဒီလိုမျိုးကိုအပေါ်မှာတကယ်နားလဲပြီးတကယ်ကယူဆိုင်တဲ့ယောက်ျားမျိုးကိုရထားတာကမှတကယ်ကံကောင်းခြင်းဆိုပြီးတော့ချီးကျူးနေကြတာပါ ဒီမိင်္ဂလာပွဲမှာနှွေးထွေးမှုတွေကဒါတင်မဲမဟုတ်သေးပါဘူး။ဟေးဦးရင်ရဲ့မိဘတွေဆိုလိုတာကစိုးပြေတဲ့စင်ရဲ့ရောက်ခမအသည့်ဆက်ဆက်တွေကဒီရွှေကိုပိတာဝတ်စုံကြီးရဲ့အလေးချိန်ကြောင့်ချွေးမလေးပင်ပန်းနေမှာကိုအရန်စိုးရိမ်နေခဲ့ကြပါဗျ။ဟေးဦးရင်ရဲ့မိခင်ဖြစ်သူဒေါ်ဆန်းဆန်းဝင်းဆိုရင်စိုးပြေတဲ့စင်ရဲ့အနာကိုခဏခဏလာပြီးတော့တမီလေးအစဉ်ပြေရဲ့လား လေးနေလားဆိုပြီးတော့လာမေးတာဂယုစိုက်ပေးတာတွေလုပ်ခဲ့ပါတယ်။အထူးသဖြင့်စိတ်ထိခိုက်စရာအခိုက်အတန့်ကမင်္ဂလာပန်းကုံဆွတ်တဲ့အချိန်မှပါပဲ။ဒေါ်စစဝင်းတယောက်သူသားနဲ့ချွေးမလေးကိုကြည့်ပြီးတော့ဝမ်းနေဝမ်းသာဖြစ်ခဲ့ရလို့မျက်ရည်မစင်နိုင်အောင်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။သူကိုယ်တိုင်ကဆိုဖြစ်တဲ့စဉ်လို့ချွေးမလေးရလို့တကယ်ကိုကံကောင်းပါတယ်။ကိုရဲ့သမီးလေးအရင်တည်းရောက်တိုးလာတယ်လို့ပါပဲဆိုပြီးတော့လူပုံအလဲမှာချီကျူးစကားပြောခဲ့တာပါ ဒီမင်္ဂလာဝဲကိုပြန်ကြည့်လိုက်တဲ့အခါသိန်းပေါင်းဘီလီယံချီတန်နဲ့လက်ဖွဲ့ငွေတွေရွှေကိုပိတာတန်နဲ့ဝစ်စုံတွေဗရမများတွေကခန်းထားတာမှန်ပါတယ်။ဒါပေမဲ့ဆိုပြတဲ့စဲအတွက်တကယ်ကန်ကောင်းခြင်းအစ်စ်ကကိုယ့်ရဲ့ပင်ပန်းမှုကိုနားလည်ပြီးတော့အရေးတကြီးကြီးနဲ့ဂယူဆိုင်တတ်တဲ့ခင်ပွန်ကောင်ဟင်းဝင်ရန်ကိုပိုင်ဆိုင်လိုက်ရတာချွေးမတယောက်လုံးမဟုတ်ဘဲသမီးအရင်တယောက်လိုမျက်ရည်ကျရတဲ့အထိအချစ်ပေးမဲ့ရောက်ခမမိဘတွေကိုပိုင်ဆိုင်လိုက်ရတာပါပဲ။ ဒါကြောင့်အလုံးခဆိုးပြေတဲ့စဉ်ကိုရွှေတွေဝေးရလို့အားကြတာထက်ဒီလိုအချစ်ခံရတဲ့သူတယောက်ဖြစ်လို့ပို့ပြီးတော့အားကြနေရတာပေါ့ပရိသတ်ကြီးတို့ကရောဒီမြင်ကွင်းလေးတွေပေါ်မှာဘယ်လိုမြင်မိပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်